သိအထင်မကြီးနဲ့လူဟာမသေးခင်ပဲတန်ဖိုးရှိအောင်နေရတာသေသွားရင် လူဟာကြက်တစ်ခေါင်လောက်တော့တန်ဖိုးမရှိဘူးဘလောက်တန်ဖိုးမလဲအိမ်မှာမွေးထားတဲ့ကြက်ကလေးတစ်ခေါင်လောက်တော့တန်ဖိုးမရှိတော့ဘူးပြိတ္တ အိမ်မှာကြက်တကောင်မွေးထားဆိုကြပါချက်စားမဲ့အရွယ်ရောက်တော့အဲ့ဒီကြက်ကလေးရုတ်တရက်သေးသွားတယ်ချက်သေးလက်လက်ဆက်ဆက်လေးကိုကတတ်တတ်လို့မို့မစားလို့ဘေးအိမ်ဝင်အဲ့ဒီကြက်သေးလေးသွားပေးကြည့်ဘေးအိမ်ကဆင်းရတော့ကြက်သားရင်မစားရကြတော့ကြက်သေးလေးသွားပေးတော့ချစ်စွတင်လိုက်တာရှင်တဲ့ကျမတို့ကြက်သားရင်မစားရကြပြီအာရဝန္တာဆိုတာလက်ကန်အိမ်ကတဲပြောသေးလို့များဘေးအိမ်သွားပေးကြည့်ပါလားချစ်စွတင်မလားရိုက်ထုတ်မလား နမမည်နမမည်မသားကြီးလာပို့ရစလို့တော့ကြက်လဲသေးတော့ကြက်မသားပဲနော်ဝက်လဲသေးတော့ဝက်မသားပဲလူလဲသေးတော့လူမသားပဲမသားချင်းတူတူလူမသားကပစ္စလကလှုပ်လားမလှုပ်ဘူးလားအတင်မကြီးနဲ့ပြိသက်သေသွားရင်ကြက်တကောင်လောက်တာတန်ဖို့မရှိတော့သေးပါကာလယောက်ျားသောကကုနောက်ကိုများပါများပါမှာပစ္စည်းအစစတခု မပါကိုပြုထားကံများပါမိသားဟောဒုတိယအပိုက်လေးသိကောင်း အထုကလေးတပြင်းပြင်းကိုးနောက်ပါမဲ့ထင်းအထုရှင်သိလို့သွားကြံတဲ့သူတွေဝေလို့စာအထုရှင်မှာအလကားဘာကမှလည်းပါမသွားသိရွာကြတော့အဘယ်လာနိဗ္ဗာန်ရောက်ဖို့အခက်တာတိပိတကပြီးစီရတော့ဤရေးသွားတဲ့ကပ